ဟိုခြေလုံးပညာဆိုတာတော့အများကြီးကျယ်ပြန့်ပါတယ်ပေါ့နော် ပြိုင်ပွဲတွေဆိုတာတော့တတ်မှတ်ထားတဲ့ပုံမှာပဲကစားတာဖြစ်တဲ့အကြောင်းမလို့ပြိုင်ပွဲရဲ့တတ်မှတ်တဲ့စီမင်းစည်းကမ်းတွေကိုကိုဟာနီးပြတယောက်လည်းဖြစ်တယ်ဟိုကစားသမားတယောက်ဆိုတာအားကစားတစ်ခုကိုကျွမ်းကျင်လည်းမရပါဘူးပြိုင်ပွဲရဲ့စနစ်တွေကိုကျွမ်းကျင်နားလည်တယ်ဆိုလို့ရှိရင်ဒီကစားသမားကဒီပြိုင်ပွဲမှာအကောင်းဆုံးအသုံးချနိုင်တဲ့ဒါပညာရတဲ့ခုပဲပေါ့လေအဲ့တော့ကိုကကိုတိုင်းနဲ့နီးပြဖြစ်ပါဝင်တယ်ကိုအသားသမီးကိုလည်းပြိုင်ပွဲမှာကစားတဲ့အခါမှာဘယ်လို ရှင်းပေါက်တွေကိုဘလို့လေ့ကျင့်ပြီးတော့ပြိုင်ပွဲမှာဘလို့ကစားအမှကိုယ့်ဘက်က perfect ဖြစ်မယ်အားနည်းချက်တွေအနည်းဆုံးဖြစ်မယ်ဘလို့ကစားရင်သူများတဲ့ဘလို့တားနိုင်မယ်ဆိုတာတွေကိုအနည်းကပ်ပြုစုပြထောင်ခွင့်လည်းရတယ်လေ့ကျင့်သင်ကြားခွင့်လည်းရတယ်ပြီးတော့ကစားသမားဆိုတာအကစားတော်နေုံနဲ့မရဘူးကစားသမားတယောက်ဟာသူ့ရဲ့အိတ်ချင်းစားချင်းကျန်းမာရေးကိုကိုယ်ကိုယ်တိုင်စောင့်ရှောက်နိုင်တဲ့အနေအထားတွေဖြစ်အောင်လေဘယ်ပွဲတွေမှာဆိုလို့ရှိရင်ဘလို့အစားအသောက်တာပေါ့နော်နေတာခိုင်တာအစား အဲဒီအချိန်မှာဒီအရေးအများကြီးစားလို့မရဘူးပြန်ဝင်ရင်နှီးနေပြီဘလို့နေရမယ်ဘလို့ထမ်းရမယ်ဆိုတော့လေနှီးကလေ့ကျင့်တင်ရပေးနိုင်တဲ့အတွက်ကြောင့်မလို့ပို့ပြီးတော့လဲဟိုစိတ်ချမ်းသာပါတယ်တကယ်ဆိုရင်ပြန်မဲတခုခလေးတယောက်ကသွားမယ်ဆိုရင်သူစိတ်သူ့ကိုယ်နဲ့နေမယ်စားမယ်ဆိုရင်ဘလောက်ပဲအားကားတော်တော်အနေစားမတက်လို့ရှိရင်အားကားဆိုတာဘလောက်တော်တော်ကျန်းမာရေးမကောင်းရင်ဘာမှလုပ်လို့မရအဲ့တော့နေတာစားတာသွားတာလာတာစပြီးခလေးကိုစနစ်တကျအနီးကပ်ကိုတက်တမြတ်မှတ်တမြတ်နဲ့ပြိုးထောင်ပေးခွင့်ရတဲ့တကြောင်မှုလို့လဲဝမ်းတာပြီးသူရှိရတယ် ဖွဲ့စည်းလိုက်ကစားသမားတွေအနေနဲ့ကတော့အဆင်ပြေပါဘာဆိုရင်ညီမတို့ကဒီတိုင်းလဲအပြင်မှာလဲချင်းခတ်နေတွေ့နေကြညီကိုမောင်နှမတွေဖြစ်တဲ့အတွက်ဟိုမှာတစုတစည်းတဲ့နေပြီးတစုတစည်းတဲ့ဝိုင်းတိုက်ပြီးတော့ပြန်ပွဲဝင်ရတဲ့အချိန်မှာဘာအခက်အခဲမှမရှိခဲ့ပါဘူးလုံးဝအေးအေးဆေးဆေးပျော်ပျော်ရွှင်ရွှင်ပဲဖြတ်တန်းခဲ့ပါညီမတို့ event တူပြန်ပွဲမှာတော့ final တက်လာတော့ကမ္ဘောဒီးယားရဲ့ထိုင်းရရှိတယ်ဒါပေမဲ့ညီမတို့နဲ့အတူတူကစားတာတော့ထိုင်းကမ္ဘောဒီးယားပေါ့ဒါပေမဲ့အကောင်းဆုံးရှင်ပြန်ဘတ်တော်ဖြစ်ခဲ့ပေမဲ့ညီမတို့ပုံမှန်တိတ်ပြီးတော့ဖိအားမရှိခဲ့ဘူးဘာလို့ဆိုရင်ညီမတို့ရဲ့ ရိုးရအားကစားနေဖြစ်တဲ့အတွက်ညီမတို့ကတော့ AACC နဲ့ပဲပြိုင်ဘက်တွေကိုအနိုင်ယူခဲ့ပါတယ်ညီမတို့အမျိုးသမီးချင်းလောအားကစားနေနဲ့ဝင်ပြိုင်ခဲ့တာကတော့ပြိုင်ပွဲ၃မျိုးဒါပေမဲ့ main ကလေးကြီးပဲကစားရတဲ့အားကစားနည်းရောနှစ်မျိုးဝင်ပြိုင်ပြီးတော့ကြား၃ယောက်မှ၃ယောက်ကစားရတဲ့အားကစားနည်းကိုတစ်မျိုးဝင်ပြိုင်ခဲ့ပါတယ်ရှင် ခတ်ပြန်ပွဲကတော့ညီမမခတ်ဘူးသေးဘူးပြန်ပွဲခတ်ပေါ့ဒါပေမဲ့လေးပေါက်တန်းခတ်ခစားတာဖြစ်တဲ့အတွက်နည်းနည်းတော့ခတ်တယ်ပေါ့ဘာလို့လဲဆိုရင်ညီမအခြေခံအစ်ပြန်ပွဲတွေပဲပြန်လာနေပြီးတော့လေးပေါက်တန်းကိုစပြီးကစားတာဖြစ်တဲ့အတွက်ခတ်ခဲတော့ရှိခဲ့တယ်ဒါပေမဲ့အကောင်းဆုံးရှင်ပြန်ပြီးတော့ပထမဆုတော့ရအောင်စူးစမ်းခဲ့ပါ မှတ်ကတော့ညီမတို့ခံမန်းထားတဲ့အမှတ်ကိုတော့ရခဲ့ပါတယ်အဲအားရကျင်းနေမှုရှိလားဆိုတော့ဟုတ်ရှိခဲ့ပါတယ်ယောက်ျားလေးရောမိန်းကလေးရောအားလုံးပေါင်းအကြောင်းအမာရောပေါင်းရှစ်တစိတ်လေးခုငွေတစိတ်သုံးခုကြီးတစိတ်တစ်ခုရခဲ့ပါတယ်ပြောင်းပွဲခတ်တာကတော့ဟိုအမှတ်ပေါင်းပြီးတော့ပဲတခါရဲ final တက်သွားဖြစ်တယ်တခါခတ် အုပ်စုပေါ်အုပ်စုကိုတခါခတ်ပြီးတော့ final တခါတက်သွားဖြစ်တဲ့အတွက်ပြန်ပွဲကတော့အများကြီးခက်ခဲစားခဲ့ရတော့မရှိဘူးညီမတို့အနေနဲ့တတ်မှတ်ထားတဲ့10မိနစ်နှစ်ပိုင်းမိနစ်20ခတ်တယ်အဲ့မှာအမှတ်အများဆုံး3တင်ပေါ့အဲ့3တင်က final ပွဲကိုတက်သွားပြီးတော့ final ကစားပြီးတော့ပထမဆုံးရွှေသွေးသိမ်းဆိုရရှိတယ်မမတို့ရွှေသိမ်းရတဲ့ဟာကတော့ချင်းလုံးအနေနဲ့ပေါ့လေပထမဦးဆုံး ပထမဆုံးရွှေရရဖြစ်တဲ့အတွက်အဲဘယ်လိုပြောရမလဲအရင်ကြီးတော့ပီတိဖြစ်ခဲ့ရပါတယ်ကမ္ဘောဒီးယားကကြတော့လုံးဝအဆင်ပြေတယ်ဘာလို့လဲဆိုရင်ညီမတို့ရှင်မ3လလောက်လာပြီးတော့ joint training အတူတူလေ့ကျင့်လာတာဖြစ်တဲ့အတွက်အဲရင်းရင်းနှီးနှီးပျော်ပျော်ရွှင်ရွှင်ပဲညီမတို့ရွှေရရတော့လည်းသူတို့ကဝင်လာပြီးတော့ပျော်ပျော်ရွှင်ရွှင်ပဲချက်တန်းခဲ့ကြတာပါကိုအာဇာနီကနေပြီးတော့ရွှေရွှေယူလိုက်နိုင်တဲ့အချိန်မှာနိုင်ငံတော်အလံအောင် လွင့်ပြီးတော့တခြင်းဆိုရတဲ့အချိန်ကတော့လုံးဝစက်သိန်းမှထပြီးတော့ဗောနေအရန်အရန်ကိုပီတိဖြစ်ရပါမအားလို့အရင်တော့ဆိုရင်ဒီလိုမျိုးနိုင်ငံတကာပွဲတွေကစားဖို့ဆိုတာအိမ်မက်တစ်ခုအနေနဲ့ပဲဖြစ်ခဲ့ရပါဘူး။အခုချိန်မှာတော့နိုင်ငံတကာအဆင့်ကိုတက်လှမ်းလာနိုင်ပြီပေါ့။အရှိတောင်အရှာနေပြီးတော့အဲ့အတွက်ချင်းလောကစားနေကိုစိတ်ပါဝင်စားစားနဲ့၄ချင်းခက်ကစားပြီးကြဖို့ပြောချင်ပါတယ်။ လေးချင်းတဲ့ချိန်အရတိတ်ပြီးခက်ခဲမရှိဘူးဆိုရင်ဒီုံမှာလည်းလေးချင်းပြည့်တယ်လေးချင်းတဲ့ချိန်ဆိုတော့ကိုယ်ဆရာနဲ့ကိုယ်နှစ်ယောက်တည်းပဲလေးချင်းမြတ်တာဖြစ်တဲ့အတွက်ပြင်ပခက်ခဲရတော့တိတ်ပြီးတော့မရှိခဲ့ဘူးပလင်းနေပေါ်စပြီးလေးချင်းတာတော့အောက်မှာတည်းကအုတ်ခဲသလုံးအုတ်ခဲသလုံးပေါ်မှာဆက်ပြီးငိမ့်ပြီးဆိုတော့မှအုတ်ခဲနှလုံးပေါ်ကိုတက်ပြီးလေးချင်းတာကိုအဲ့ပြီးပလင်းစီတဲ့အခါမှာလည်းပထမအောက်မှာလေးလုံးစီရဲအပေါ်တက်ပြီးခက်ကြည့်ရဲကျွမ်းကျင်ပြီးဆိုတော့မှနောက်ထပ်သစင်ထက်တင်လဲအဲ့ဒါပြီးတော့သစင်ပြီးသစင်ပေါ်ဖိဖိချင်းစီလေးချင်းပြီးတော့မှ ခက်ကစားရတာဖြစ်ပါတယ်ပေါ်တက်ပြီးလေးချမ်းရဲ့အခါမှာ balance ကအရင်အရေးကြီးရယ်ပေါ်ထင်းရဲ့အခါကတော့ပို့ပြီးတော့အရေးကြီးပါတယ်ဆိုတော့ခြေထောက်အုတ်ခဲပေါ်တင်တာနည်းနည်းလေးမှောင်းသွားရင်ရိုင်ပြီးပြုတ်ကျမှာဖြစ်တဲ့အတွက်အရင်အာရုံဆိုက်ပြီးတော့ကစားရတာဖြစ်ပါဟိုကအလှကအလှကတော့နော်တယောက်တည်းတကူတော့ခက်တော့ရောမီးဝင်းခေါ်ရင်းနဲ့မီးအိမ်ကြီးကိုနည်းနည်းတော့ဆွဲဖို့ပဲ